ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ20ရက်နေ့နေ့လည်ခင်ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးချင်တာကတော့ကြက်ဖို့ပါတီမှရွေးကောက်ပွဲဝင်ပြိုင်ကြမယ်စစ်ပူချိုဟောင်းများကိုပိုင်လုံချုံကြီးအဖွဲ့များဖွဲ့စည်းထားမြတ်ထွန်းဦးကပြည်ဦးလွင်မြို့နယ်ညိုစောကကိုကိုကျွန်းအောင်လင်းတွေးကနေပြည်တော်မေဆနနဲ့အပါအဝင် ဘူဂျူကြီးတချို့ရှင်ပြိုင်မဲ့မဲဆန္ဒနဲ့များထွက်ပေါ်လာကြောင်းတင်ဆက်ပေးပါမယ်။ကျပ်ဖို့ပါတီမတဆင်ရွေးကောက်ပွဲဝင်ပြိုင်ကြမယ်စစ်ဘူဂျူဟောင်းများကကိုပိုင်းလုံခြုံရေးအဖွဲ့များကိုဖွဲ့စည်းထားကြောင်းကြက်ခံရေးပါတီတရင်ရှိမြစ်ကဆိုပါတယ်။မဲအောင်လိုက်ရဲ့ခိုင်းစေချက်အရစစ်ကော်မရှင်မှစစ်အရာရှိကြီးများဖြစ်ကြတဲ့အောင်လင်းတွေမြတ်တွန်ဦးဝန်ကြီးတယောင်ဆန်းဒုတိယဘူဂျူကြီးဟောင်းကံမြင့်တန်း OTS 66ဒူဘိုဂျိုဂျီဟောင်းတေဇာကျော် DSC 28ဒူဘိုဂျိုဂျီဟောင်းတပ်ပုံ DSC ဒူပိုချုပ်ကြီးဟောင်းဖုံးမြတ် OTS 73ဒူပိုချုပ်ကြီးဟောင်းလင်းအောင် DSC 26ဒူပိုချုပ်ကြီးဟောင်းစိုးတင်နိုင် DSC 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့မှချက်ဖို့ပါတီကိုစားပြုပါဝင်ရှင်းပြိုင်သွားမှာဖြစ်ကြောင်းအဆိုပါဗိုလ်ချုပ်ကြီးများနဲ့စစ်ဗိုလ်ချုပ်များမှချက်ဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ရမှာကိုပိုင်းလုံချုံ၏အဖွဲ့များကိုဖွဲ့စည်းထားကြောင်းသိရှိရပါတယ်စစ်ရုံးကလာတဲ့ဗိုလ်ချုပ်ကြီးတွေကကိုရေးအရာရှိကဆလို့ ရင်မောင်းရုံအဖွဲ့လုံကြုံရေးတွေအကုန်လုံးသူတို့ကိုယ်ပိုင်အဖွဲ့တွေနဲ့လာပါတယ်အခုတော့မဲဆွယ်စည်းရုံးမှုတွေမစတည်ဘူးဒါပေမဲ့သူတို့ကိုယ်ပိုင်လုံကြုံရေးအဖွဲ့တွေဖွဲ့စည်းထားပြီးအဲ့ဒီအဖွဲ့တွေကနေမျိုးကိုပနာမကွင်းစင်နေကြပြီပါတီဘက်ကလုတ်ပေးတဲ့လုံကြုံရေးအဖွဲ့ဒေတာဆိုင်ရာအုပ်ချုပ်ရေးနဲ့လုံကြုံရေးအဖွဲ့ကလုတ်ပေးမဲ့လုံကြုံရေးအပြင်တဦးချင်းစီမှလည်းကိုယ်ပိုင်လုံကြုံရေးအဖွဲ့တွေတီးတန့်ဖွဲ့စည်းလှုပ်ဆောင်နေကြပါတယ်ပါတီကနေကိုစားပြုပြိုင်တယ်ဆိုပေမဲ့ အဆအဆအရာရာသူတို့ဟာသူတို့စီမံလာကြတာဇေယကအဆပါတီဘက်ကပေးစရာမလိုဘူးလို့ကြံ့ခံရေးပါတီတရင်ရင်းမြစ်ကဆိုပါတယ်လက်ရှိဗိုလ်ချုပ်ကြီးဟောင်းများရှင်ပြိုင်မဲ့မဲဆန္ဒနယ်များထွက်ပေါ်လျက်ရှိရမှာအောင်လင်းတွေးကနေပြီးတော့မြို့သားလွတ်တော်မဲဆန္ဒနယ် PR မှာ၎င်းညူစောကကုကူကျွန်းပြည်သူလွတ်တော်မဲဆန္ဒနယ်မှာ၎င်းမြထွန်းဦးကပြင်းဦးလေမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်မှာ၎င်းရှင်ပြိုင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံက စကိုင်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင်က မကွေးမြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းကမအူပင်မြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြို့သိန်းစောကပောက်ခုံးမြို့နယ်မဲဆန္ဒနယ်ရီကနေဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။ကျက်ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဇေယသီရီမြို့နယ်အငိမ့်စဗိုလ်ချုပ်ကြီးတင်အောင်စန်းကဥတ္တရသီရီမြို့နယ်မင်းကင်းမောင်မြင့်ကစပူသီရီမြို့နယ်မဲဆန္ဒနဲ့အငိမ့်စဗိုလ်ချုပ်ကြီးမြတ်ဟင်းက တခိဏတီရီမြို့နယ်ပုပ္ပတီရီမြို့နယ်မှာဘူလက်လှဆွေဘူဂျိုဟောင်းမောင်မောင်အုံးကတက်ကုန်းမြို့နယ်မင်းစနနေရုံမှာအတိအသည့်ရှင်ပြိုင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့နာမည်ဇုံးနဲ့ကြော်ကြားတဲ့ KK ပတ်ကိုဝင်ရောက်စီးနင်းခဲ့တယ်လို့စစ်ကော်မရှင်ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်စိုက်ပေါင်းငွေလိမ်ချန်ဖြစ်နာမည်ဇုံးနဲ့ကြော်ကြားတဲ့ထမ်းမြန်မာနေဆက်အနည်းရှိ KK ပတ်ကိုစစ်ကော်မရှင်တပ်စစ်ကြောင်းတွေကအော်တိုဘာလပထမအပတ်တည်းမှာဝင်ရောက်စီးနင်းခဲ့ကြောင်း စစ်ကော်မရှင်ကအော်တိုဘားလ19ရက်နေ့ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီလိုစီးနင်းခဲ့ပေမဲ့လည်း KK Pack အတွင်းမှာထူးခြားလက္ခဏာများမတွေ့ရဘဲတရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တက်ဆင်ထားတဲ့ Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းဆိုပါတယ်။ဒါအပြင် KK Pack ဝင်အတွင်းမှာရှိတဲ့အဆောက်အုံများဆုတ်လုထရှိမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိတ်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခီးတွားလာရေးရဆောက်လုပ်ခွင့် ခွင့်ပြုမိန့်များနဲ့ပတ်သက်ပြီးတရားဝင်စာရွက်စာတမ်းများစစ်ဆေးတွေးရှိခြင်းမရှိကြောင်းလည်းစစ်ကော်မရှင်ကပြောပါတယ်။တပ်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လူအပ်တဲ့အရေးယူဆောင်ရွက်မှုများကိုဆက်လက်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။သို့တော့တာဝန်ရှိသူမြေသူတို့အားစင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်းကိုတော့မဖော်ပြထားပါဘူး။အဲ့ဒီစင်းနေမှုမှာစစ်ကော်မရှင်အနေနဲ့ KK pack အတွဲမှာစောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀၀လီတာတိုက်အလုံး၂၀ ငါးတက်တိုက်နှလုံးတစ်ထက်တိုက်ဈေးဆိုင်ကန်20လုံးနှစ်ထက်တိုက်ဈေးဆိုင်ကန်30လုံးတစ်ထက်တိုက်9015လုံးနှစ်ထက်တိုက်9020လုံးလေးတက်တိုက်9010လုံးစောက်လုံးစဲနှစ်ထက်တိုက်21လုံးသုံးတက်တိုက်10လုံးလေးတက်တိုက်9လုံးငါးတက်တိုက်9လုံးနဲ့တစ်ထက်တိုက်စီပီကန်နှကန်းတို့ကိုတွေ့ရှိခဲ့ကြောင်းဖော်ပြထားပါတယ်ဒါအပြင်ရင်းအဆောက်အအုံများအတွင်းမှာအလုတမအမျိုးသား1645ဦး အမျိုးသမီး455ဦးအမျိုးသားလုံခြုံရေး68ဦးစုစုပေါင်း2100ကျော်ကိုတွေ့ရှိခဲ့ကြောင်းလည်းသတင်းထုတ်ပြန်ထားပါတယ်။ KGB ဟာအရှိတောင်အာရှရဲ့နာမည်ဇူးကျော်ဇောသတင်းထွက်ဆုံးစိုက်ပန်းငွေလင်းခြံကြီးမြောက်ထဲမှာတခုဖြစ်ပြီးအဆိုပါခြံဝန်းကြီးကို KGB 1နဲ့ KGB 2လို့ခေါ်ဆိုတဲ့အဓိက area နှစ်ခုဖြင့်ဖွဲ့စည်းထားကအဲ့ဒီငွေလင်းခြံကြီးဟာမြန်မာစစ်အုပ်စုကုကဲမှုအောက်မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ်ဖွဲ့ BGF နဲ့ဆက်နွယ်နေကြောင်း Justice for Myanmar GFM ကပြီးခဲ့တဲ့မတ်လ6ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ KK Pack တိဆောက်ရေးလုပ်ငန်းများကို2020ပြည့်နှစ်မှသာစတင်ခဲ့ပြီမယ်လေ။စေအုပ်စုရဲ့အာဏာသိမ်းကာလအတွင်းအလုံးအရင်နဲ့တိဆောက်လာခဲ့ကစေအုပ်စုအနေနဲ့အဲ့ဒီငွေလင်းချန်ကြီးများတဲ့ကိုလျှက်စစ်တအားရောင်းချခဲ့ကြောင်းနဲ့အစိုးပါရောင်းချမှုမှအကျိုးအမြတ်များရရှိခဲ့ကြောင်း GFM ကဖော်ထုတ်ထားပါတယ်။ KK Pack ဟာကရင်ပြည်နယ်မြောက်ရီမြို့နယ်အတွင်းမှာတည်ရှိပြီး စစ်ကော်မရှင်အနေနဲ့ရင်းမြစ်နဲ့အတွင်းမှာရှိတဲ့လေးကီကော်မြို့တဲ့အားတိုက်ခိုက်သိမ့်ပိုက်ရမှာအော်တိုဘားလ9ရက်နေမှာပြန်လည်တင်းကျုံနိုင်ခဲ့ပြီအဲ့ဒီလိုတိုက်ခိုက်သိမ့်ပိုက်စဉ် KK ဘက်ကလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ရှမ်းမြောက်စစ်ကောင်စီထိုးစစ်မျက်ကွယ်ပြုထားပါက TNL အပြင်ကြံအဖွဲ့တွေပါတိုက်ခိုက်ခံရမယ်လို့လေလာသူတွေပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်အနာသိစစ်ကောင်စီတပ်ကတောင်းတက်မှာတော့ TNL တင်းချုပ်ထားတဲ့မြို့ရွာတွေကို ထိုးစစ်စင်နီတောင်လီကျောင်းစစ်စင်ရေးတွေလှုပ်ဆောင်နေတာတွေကိုရှမ်းမြောက်အခြေစိုက်ကြံတိုင်းရင်းသားအဖွဲ့တွေကမျက်ကွယ်ပြုထားပါကနောက်ပိုင်းမှာစစ်ကောင်စီရဲ့ထိုးစစ်ဆင်မှုကိုရင်ဆိုင်လာရမယ်လို့ရှမ်းမြောက်အရေးလိလသူတွေကပြောပါတယ်စစ်ကောင်စီဟာအခုနှစ်နွေကာလကစတင်ပြီးလီကျောင်းစစ်စင်ရေး drone လက်နက်ကြီးပစ်ခတ်မှုတွေအသုံးပြုပြီးမြေပြင်မှာထိုးစစ်ဆင်လာတဲ့အတွက် TNL ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမျိုးတွေတခုပြီးတခုပြန်လည်လက်လွတ်ခဲ့ရတယ်လို့လက်ရှိမှာလဲ Namsan Mantone Number 2 မိုင်းငော့မိုင်းလုံးမိုးမိတ်မိုးကုန်းနဲ့တီဘောမြို့နယ်ကြောင်မဲမြို့နယ်တွေကကြေးရွာတွေကိုလေကြောင်းစစ်စင်ရေးဇက်တိုက်ပြည်လုံနေတာလည်းဖြစ်ပါတယ်။အခုပြစ်စင်တွေဟာ TNL အရေးလိုပဲမြင်နေသေးရဲ့စက္ကဆဘက်ကတော့တဖြည်းဖြည်းနဲ့ MNDAA နဲ့ KNA ထင်းချုပ်ထားတဲ့မြို့နေရာတွေကိုလည်းအနည်းနဲ့အမြန်ပြန်လည်သိမ်းယူသွားနိုင်တယ်လို့ရှမ်းမြောက်အရေးလေလာသူကချင်တိုင်းရင်းသားတဦးကဆိုပါတယ်။မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအမြန်စူးစီးတင့်ပြီးဖြစ်တယ်လို့လည်းသူကတိုက်တွန်းပါတယ်။ TNL ဘက်ကစုပ်ပြီးလိုက်တာများလေကုတ်ခိုင်နှစ်ဖက်ကလည်းပြန်ကျသွားနိုင်တယ်ဆိုတာအလုံးသိသင့်ပြီလို့လည်းဆက်လက်ပြောဆိုပါတယ်။ကုတ်ခိုင်မြို့နယ်ကို TNL ကတင်ပိုက်ထားတာဖြစ်ပေမဲ့ကိုကန်တက် MNDAA နဲ့ကချင်တက် KIA တွေလည်းရှိပါတယ်။စစ်ကောင်စီတပ်အနေနဲ့လက်တလုံးမှာ TNL ကိုတိုက်ခိုက်နေတာဖြစ်ပေမဲ့နောက်ပိုင်းမှာတပွဲချင်းကိုထိုးစစ်ဆင်သွားမယ်ဆိုတာသိကြကြောင်းလည်းရှမ်းမြောက်အရေးလေးလာသူတအောင်တိုင်ရင်တော်တူကဆိုပါတယ်။ပထမဆုံးကတော့ တီအန်အယ်နောက်ပိုင်းကြရင်တော့ကျန်တဲ့နေမီဒေတာတွေကိုလည်းတဖွဲ့ပြီးတဖွဲ့ထိုးစစ်ဆင်ပြီးမှလွတ်ဆောင်သွားမယ်တဘောမှာတော့ရှိတယ်လို့သူကပြောပါတယ်။ဒါအပြင်ရှမ်းမြောက်အခြေစိုက်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြမ်းမှာစီးရင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုပုံမအကောင့်နာစေရေးအတွက်တဖွဲ့ချင်းစီအကြမ်းမှာရှိနေတဲ့ပြည်ထနာအချို့အားနည်းချက်အချို့ကိုခိတ္တဘေးဘေကညညွတ်ဖို့လိုအပ်တယ်လို့လည်းတအောင်တရင်ရင့်မြစ်ကပြောပါတယ်။ဒီအချိန်မှာကျွန်တော်တို့ကအဲ့ဒါတွေကိုခဏဘေးဖယ်ထားပြီးတော့မှဘုံရန်သူကိုကျွန်တော်တို့က အချင်းချင်းညီညွတ်စွာနဲ့မဟာပြူဟာကြကြလှုပ်ဆောင်သွားဖို့လိုလိမ့်မယ်လို့အဲ့ဒီလိုတော့မြင်မိတယ်ဗျာလို့တအောင်သတင်းရှင်းမြစ်ကဆိုပါတယ်ရှမ်းမြောက်မှာ KNA MNDAA TNL နဲ့ရှမ်းတက် SSPP တို့အဓိကရှိပြီးတိုင်းရင်းသားတက်အချင်းချင်းအကြားနေမီဆန်ရနဲ့ပတ်သက်ပြီးပြဿနာဖြစ်တာအချို့ဖွဲ့တွေအကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပါတယ်ရှမ်းမြောက်မှာ MNDAA သိမ်းပိုက်ထားတဲ့မြို့တွေကချင်းရွှေဟော်လောက်ကိုင်းကုန်းချံမွန်ကိုပန်ဆိုင်ကွမ်းလုံမိုင်းငေါနဲ့တိန်းညီမြို့တွေဖြစ်ပါတယ် DNL သိမ်းပိုက်ထားတဲ့မြို့တွေကတော့ Number 2 Nimson Namkhan Phongsain Kokkai Mantong Myinlong နဲ့ Mumei မြို့ပဲဖြစ်ပါတယ်ဒါအပြင်ရှမ်းမြောက်မှာ KNA ကမဘိန်းမြို့ကိုသိမ်းပိုက်ထားပြီးနောက်ဖက်ကရွာနဲ့ခလာရ1နဲ့3တက်ရင်ကိုလည်းသိမ်းပိုက်ထားပါတယ်ညီနောင်3ဘွဲ့ကသိမ်းပြီး UWSA တက်ကိုလွှဲပြောင်းပေးထားတာကတော့ဟူပန်နဲ့ပန်လုံမြို့တို့ပဲဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့လုံခြုံရေးကြောင့် ULAA ကတန်တွင်းနဲ့ကွတ်မြုံနဲ့အနီးပင်လယ်ပြင်မှာညအချိန်ငါဖန်စီမှုတွေကိုတားမြစ်ပိတ်ပင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်မျိုးသားအဖွဲ့ချုပ် Oracle တက်တော် ULAA ကပြည်သူတွေရဲ့လုံခြုံရေးအတွက်တန်တွင်းနဲ့ကွတ်မြုံနဲ့အနီးပင်လယ်ပြင်မှာညအချိန်ငါဖန်စီမှုတွေကိုည6နိုင်မှမနက်6နိုင်အတွင်းမဖန်စီရင်ဒီကနေ့မှစပြီးတားမြစ်လိုက်ပါတယ်။စစ်တပ်ကရခိုင်ပြည်နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြောက်ဖြူစစ်တွေမြို့တွေကို စေအဖြစ်တင်းမှုကိုရေချောင်းမှာပို့လောက်လာတယ်လို့အေအေသိမ့်ပိုက်ထင်းချုပ်ထားတဲ့မြို့အချို့ကိုပြန်လဲတိုက်ခတ်ပြီးသိမ့်ပိုက်ဖို့ရေချောင်းမှာပြင်ဆင်နေတာတွေအခုရပိုင်ပို့လောက်လာတယ်လို့အေအေကအတိပေးထားပါတယ်စစ်တပ်ရဲ့ရေချောင်းလေချောင်းကတိုက်ခိုက်မှုတွေကိုအေအေကအရင်ကလည်းတတိပေးထားပါတယ်ဒါပေမဲ့စစ်တပ်ကရေရင်တွေကပင်လယ်ပြင်မှာပြည်သူတွေကိုတွေ့ရင်ဖမ်းဆီးတပ်ဖြတ်တာတွေလုပ်လို့ရှိတယ်လို့အရင်ကအချိန်အကန့်အသတ်မရှိငါဖမ်းခွင့်ပြုထားတဲ့ငါဖမ်းရေရင်တွေကိုအကာအကွယ်ယူပြီး စည်ရည်ဖြစ်တင်းမှုနဲ့လှုပ်ရှားလာနိုင်တာတွေကြောင့်တန်တွဲကွာမျိုးအနီးပင်လယ်ပြင်မှာငါးဖန့်ဓာတ်တွေကိုည6နာရီမှမနက်6နာရီအတွင်း ULA ကအော်တိုဘားလ19ရက်နေ့ကစပြီးတားမြစ်လိုက်ပါတယ်။ ULA ကယခုအမိန့်ကိုပြန်လည်ရုပ်သိမ်းကြောင်းမကြေညာမချင်းအဆိုပါ area တွင်မှာညချင်းလုံးဝငါးမဖန့်ဖို့တတိပေးထားပါတယ်။ဒါအပြင်စစ်တပ်ကပင်လယ်ပြင်မှာလက်နက်ကြီးနဲ့ပစ်ခတ်တာဖမ်းဆီးတပ်ဖြတ်တာတွေလုပ်တာကြောင့်ငါးဖန့်ဆက်လီနဲ့ပြည်သူတွေအနေနဲ့နေကင်းပိုင်းငါးဖန့်ဒါမှလည်း ကန်ဝေးမှာမဖမ်းချဖို့နဲ့စစ်တပ်ရင်ရင်တွေလာနေတာကိုမြင်ရင်ကန်ဆက်ကန်နီကိုအမြင့်ဆုံးစိုက်ကက်ချဖို့တတိပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့ကတော့တီဘောကြပြီးနောက်ရှမ်းမြောက်မှာတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့20ဘယ်လူဆက်ဖြစ်မလဲအကြောင်းအရာပြည်စုံကိုတင်ဆက်ပေးပါမယ်စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာလက်လွတ်ဆုံးရှုံးခဲ့ရတဲ့မြို့တွေတက်ကတီဘောမြို့ကိုအော်တိုဘားလ16ရက်နေ့ညနေမှာပြန်လည်တိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့တာကြောင့်ရှမ်းမြောက်မှာပြန်လည်ထိန်းချုပ်နိုင်တဲ့မြို့၄မြို့ထိရှိလာပါတယ် တိတုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းမှာမြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘွဲ့နဲ့တော်လိုင်းရဲတပ်တွေကရှမ်းမြောက်မှာတင်ပိုက်ထင်းချုပ်ထားတဲ့မြို့ပေါင်း22မြို့ရှိပါတယ်။ TNL က12မြို့ MNDAA က9မြို့နဲ့2024ခုနှစ်ဇန်နဝါရီလမှာ KIA ကမဘိန်းမြို့တို့ကိုတင်ပိုက်ထားတာပါ။ဒါအပြင်ညီနောင်မဟာမိတ်၃ဘွဲ့ကဟိုပန်နဲ့ပန်လုံမြို့တွေကိုတင်ပိုက်ထင်းချုပ်ပြီး Water ဖွဲ့ UWSC ကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။တချိန်တည်းမှာ TNL PDF နဲ့ ဒေသခံတော်လှန်ရေးတပ်တွေကမန္တလေးတိုင်းဒေသကတပိတ်ချင်းမြို့စင်ကူမြို့တကောင်းမြို့နဲ့မရယာမြို့နဲ့အရှိချမ်းကိုပါတိမ့်ပိုက်ထင်းချုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်အစိုးရရဲ့ဂျားဝင်စွတ်ဖတ် PR ပေးမှုတွေကြောင့်တစ်တုံညာနှစ်ခုစစ်စင်ရေးဟာရပ်တန့်သွားခဲ့ရတဲ့အပြင် MNDAA ကလာရှိုးမြို့ကို2025ခုနှစ်ဧပြီလမှာကြည်တချက်မဖောက်ရဘဲလက်လွှဲပေးခဲ့ရပါတယ်။ဒါအပြင်တရုတ်အစိုးရကရှမ်းမြောက်ကညီနောင်မမိတ်၃ဘွဲ့ကိုထိုးစစ်တွေဆက်မလုပ်ဖို့ PR ပေးခဲ့တယ်လို့ အာနာသိန်းစစ်တပ်ကို drone လေယာဉ်ကစပြီးလက်နက်ခဲယံငွေကြေးနှီးပညာတွေကူညီခဲ့တာကြောင့်လူငယ်တောင်းပေါင်းများစွာကိုအတမစစ်သားစုဆောင်ထားတဲ့စစ်တပ်ကယခုနှစ်မှာဒံပြန်ထိုးစစ်ဆင်လာနိုင်ခဲ့ပါတယ်။ရှမ်းမြောက်မှာလည်းတရုတ်ကဖိအားပေးခံရတဲ့ညီနောင်သုံးဘွဲ့ထင်းချုပ်ဒေသတွေကိုဒံပြန်ထိုးစစ်ဆင်ရင်ပြီးခဲ့တဲ့ဩဂတ်စ်လ၄မှာနောင်ချူမြို့အော်တိုဘားလ၁ရက်နေ့မှာကြောင်မဲမြို့အော်တိုဘားလ၁၆ရက်နေ့မှာတီဘောမြို့တို့ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရှမ်းမြောက်မှာ TNLA က9မြို့ MNDAA က10မြို့ KNA က10မြို့ UWSC ထင်းချုပ်ထားတာကတော့2မြို့ရှိနေစေဖြစ်ပါတယ်။ဒါအပြင်မူဆင်မြို့ကသာတရုတ်ကမတိုက်ခိုင်းလို့ညီနောင်မဟာမိတ်တွေကမသိမ်းခဲ့ရပေမဲ့တရငါးမိုင်ကုံသွေးဇုံကို AA MNDAA TNLA တို့ကတိမ့်ပိုက်ထင်းချုပ်ထားတယ်လို့ကုတ်ခိုင်မြို့နယ်တဲကနက်ဖက်ကရွံနဲ့စစ်တပ်ရဲ့ခလာရ1နဲ့3တို့ကို KNA ကတိမ့်ပိုက်ထင်းချုပ်ထားပါတယ်။စစ်တပ်ကရှမ်းမြောက်အပြင် တပိတ်ချင်းမြို့ကိုပါဩဂတ်စ်လမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့မရရမြို့နယ်အရှိချမ်းကဆုံရှုံထားတဲ့နေရာအများစုကိုလည်းပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါအပြင်မိုးကုံမြို့ကိုပါစစ်တပ်ကစစ်ကြောင်းတွေထိုးဖို့ကြိုးစားနေတာဖြစ်ပါတယ်။တရုတ်အစိုးရကရောအာဏာသိမ်းစစ်တပ်ကပါပြန်ဖွင့်စည်းကျင်နေတဲ့မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးရဲ့အဓိကလမ်းကြောင်းဖြစ်တဲ့မန္တလေးမူဆယ်ပြည်တော်စုလမ်းမှာဆိုရင်မန္တလေးပြည်ဦးလွယ်နောင်ချိုကြောင်မဲတီဘောအထိလမ်းပေါက်ပွင့်ပြီလို့စစ်တပ်ကဆိုပါတယ်။ဒါပေမဲ့တီဘောကြောင်မဲ နောင်ချူမြို့နယ်တွင်မှမြို့ပေါ်ကိုထိန်းချုပ်နိုင်တာမှန်ပေမဲ့ကားလန်တွေကြေးရွာတွေတောတောင်တွေစတဲ့မြို့နယ်တွေကိုပါစစ်တပ်ကအပြည့်အဝထိန်းချုပ်နိုင်တာဟုတ်မဟုတ်ကိုတော့ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ဘာကြောင့်လဲဆိုရင်စစ်တပ်ကအခုပတ်ထဲမှာပဲထိန်းချုပ်ထားတယ်ဆိုတော့ကြောင်မဲတီဘောနောင်ချူမြို့နယ်တဲကအချို့ကြေးရွာတွေကိုလေကြောင်းကနေဘုံကျင်းနေပြီးနေမြေတွေကိုထိန်းချုပ်ရှင်းလင်းဖို့ကြိုးစားနေတဲ့အခြေအနေတွေကိုတွေ့နေရဆဲဖြစ်တာကြောင့်ပါ။ TNLA MNTAA KIA UWSA တို့က ရမ်းမြောက်မှာတင်ပိုက်ထင်းချုပ်ထားတဲ့မြို့တွေဒေသတွေကိုထပ်ထင်းချုပ်ထားနိုင်မလားစစ်တပ်ကဒဏ်ပြန်ထိုးစစ်ဆင်လာပြီးပြန်လည်လက်လွတ်ရမလားဆိုတာကိုတော့အချင်းကအစုံအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ရမ်းမြောက်နဲ့မန္တလေးတိုင်းဒေသအချို့ရဲ့နေမီစွန့်မှုစီးရေးအခြေအနေကိုတော့အောက်ပါ infograph မှာလေ့လာနိုင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်း အကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။